ုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြပေးသွားမှာပါ သမ္မတဒေါ်နယ်ထရမ့်ရဲ့အစိုးရကဒီအမေရိကန်နိုင်ငံမှာရှိတဲ့ Green Card ကင်ထားတဲ့နိုင်ငံ16နိုင်ငံကရွှေ့ပြောင်းလာတဲ့လူတွေကိုပြန်ပြီးတော့စီစစ်မှုတွေလုပ်သွားမယ်လို့ပြောလိုက်ပါတယ်။ဒါတင်မကပဲဒီသမ္မတဒေါ်နယ်ထရမ့်ကသူ့နိုင်ငံကိုတတိယကမ္ဘာနိုင်ငံတွေတနည်းအားဖြင့်တော့ဆင်းရဲတဲ့နိုင်ငံတွေကလူရွှေ့ပြောင်းအခြေချမှုတွေကိုခဏပေါ့လေဒီခိတ္တဆိုတာမျိုးရပ်ဆိုင်ထားမယ်လို့ပြောဆိုလိုက်ပါတယ်။အဲ့ဒီပြောဆိုမှုတွေ ေဟာဝါရှင်တန် DC ကအိမ်ဖြူတော်နားမှာပြစ်ခတ်မှုဖြစ်ပြီးတဲ့နောက်မှာထွက်ပေါ်လာတာပဲဖြစ်ပါရယ်နိုင်ငံပေါင်း16နိုင်ငံကိုစိုးရိမ်ပွဲကောင်းတဲ့နိုင်ငံတွေလို့သတ်မှတ်ထားပြီးတော့အဲ့ဒီနိုင်ငံတွေကဝင်ရောက်လာတဲ့သူတွေကိုလည်းတင်းတင်းကြပ်ကြပ်အပြစ်အဝပြန်ပြီးတော့စီစစ်သွားမယ်လို့ဆိုပါရယ်ဒီနိုင်ငံတွေကိုရွေးချယ်ရမှာလုံခြုံရေးဆိုင်ရာစိုးရိမ်စရာ ရှိတာဗီဇာတက်တန်းကျော်ပြီးတော့နေထိုင်သူတွေများပြားတာနောက်ပြီးတော့မူရင်းနိုင်ငံတွေကကိုယ်ရေးအချက်လက်တွေကိုထုတ်ပေး ေးနိုင်တာအားနည်းတာနဲ့အမေရိကန်ကနေရက်ရင်းကိုပြန်ပြီးတော့နှင်ထုတ်တဲ့အချိန်မှာပူပေါင်းဆောင်ရွက်မှုအားနည်းတဲ့နိုင်ငံတွေပါဝင်ပါတယ်အဲ့ဒီအစည်းအဝေးထဲမှာတော့ကျမတို့မြန်မာနိုင်ငံနောက်ပြီးတော့လာအိုအာဖဂန်နစ္စတန်ဗင်နီဇွဲလာကျူဘာအီရန်စတဲ့နိုင်ငံတွေပါဝင်တာဖြစ်ပါတယ် ဲ့ဒီစင်းထဲမှာပါတယ်မြန်မာနိုင်ငံလိုနိုင်ငံတွေက ရောက်လာပြီးတော့ green card ခံထားတဲ့သူတွေလည်းစီစစ်တဲ့အခါမှာပို့ပြီးတော့တင်းတင်းကြပ်ကြပ်စီစစ်ခံရမယ်အလားအလာရှိနေတာပဲဖြစ်ပါတယ်